ကဲတောက်မျိုးရေလုပ်ငန်းနှစ်လေးကိုဒီချန်နဲ့တူတူဆက်ပြီးတော့လေ့လာကြမယ်နော်လုပ်ငန်းနှစ်လေးကိုဒီချေကဖတ်ပြပေးမယ်ပုံတွေကိုကြည့်ပြီးတော့တွေးနိုင်တဲ့နေရာအလိုက်ဇယားမှာ ဖြည့်ဖို့ပြောချရအောင်တဲ့ကဲပြီးထားတဲ့ပုံတွေကိုကြည့်လိုက်ပါဦးတောက်မျိုးရေပုံထဲမှာဘာတွေကို တွေ့ရလဲ ဒီချက်ကိုတွေးတဲ့အရာတွေကိုပြောပြပေးဦးနော်ဟုတ်တယ်ချွန်ဆက်တွေးတယ်နာယူတွေးတယ်ဟုတ်တယ်အိယာတွေးတယ်ဇပွဲကုံတွေးတယ်ဟဲ့ပြီးတော့ဘောလုံးတွေးသေးတယ်ကဲနောက်ထပ်ဘာကြီးတွေးရသေးလဲခဲပြတ်ဟုတ်ပြီနောက်ထပ်ဘာကြီးတွေးရသေးလဲကျဲသည်ကဲနောက်ဆုံးပါဟုတ်တယ်တီဗီ ကဲအဲ့တော့တွေ့ရအရာတွေကိုတောက်ပြီးတော့ပြောတတ်တယ်နော်ကဲအဲ့ဆိုရင်ဒီချေတို့ကဇယားမှာဖြစ်ဖို့အတွက်ဒီချေကစာလေးကိုဖတ်ပြပေးမယ်နော်ကဲဇယားနှစ်ခုပေးထားတယ်အိမ်မှာရှိတဲ့ပစ္စည်းများရေကျောင်းရှိပစ္စည်းများအဲ့တော့ပုံလေးကိုကြည့်ပြီးတော့ကျောင်းမှာရှိတဲ့ပစ္စည်းတွေကဘာကြီးလဲအိမ်မှာရှိတဲ့ပစ္စည်းတွေကဘာကြီးလဲတောက်ပြီးဗီဒီယိုကဇယားမှာဖြည့်ပေးရမယ်နော်ဟုတ်ပြီအရင်ဆုံးဒီချေတို့အိမ်မှာရှိတဲ့ပစ္စည်းတွေကိုဒီချေတို့ကအရင်ဆုံးဖြည့် ကဲတောင်းမျိုးအိမ်မှာဘာကြီးရှိတယ်။နာကြီးဟုတ်တယ်နာကြီးရှိတယ်။ဟုတ်တယ်စပွဲကုံလည်းရှိတယ်။ပြီးတော့ဟုတ်တယ်တီဗီလည်းရှိတယ်။ဟုတ်တယ်အိမ်ရာလည်းရှိသေးတယ်။ဘာရှိသေးတယ်။အမ်တောင်းမျိုးစော်တယ်ဟုတ်တယ်ဘောလုံးရှိသေးတယ်။ဒါတွေကအိမ်မှာရှိတဲ့ပစ္စည်းဖြစ်တယ်။ကဲအဲ့ဆိုရင်ကြောင်းရှိပစ္စည်းတွေဟောဘာကြီးလဲပြောကြည့်ပါ။อืมဟုတ်တယ်ခြုံဆက် ဟုတ်တယ်ခဲပြက်ဟုတ်တယ်နာယီကဲအဲ့ဆိုရင်ဇပွဲကုံမရှိဘူးလားရှိတာဗောကဲအဲ့ဆိုရင်ဒီမှာကြံနေရဟာဘာကြံနေလဲပြောကြည့်ပါကျဲဒီဟုတ်ပြီအဲ့ဆိုရင်ကျဲဒီကဘာမှရှိလဲဟုတ်တယ်အိမ်မှာလည်းရှိတယ်ကြောက်မှာကြောက်တောက်မီတို့အိမ်ယူဝင်လာလို့ရှင်ကျဲဒီတွေပါတာဗောနော်ကျဲဒီကအိမ်မှာရှိတယ်ကြောက်မှာလည်းတောက်မီဝင်လာလို့ရှင်ကျဲဒီတွေရှိတယ်ကဲဟုတ်ပြီနော်အဲ့ဆိုရင်တောက်မီတို့က ိမ်မှာရှိတဲ့ပစ္စည်းရဲ့အကြောင်းရှိပစ္စည်းရဲ့ကိုဖြစ်တယ်မယ်နော်။ကဲဒါဆိုရင်ဒီ channel နဲ့တူလုပ်ငန်း၃ကိုဆက်ပြီးရောလေ့လာကြမယ်နော်။